ကမ္ဘာအကြီးဆုံးနျူကလ িয়ার ဓာတ်ပိစက်ရုံကိုပြန်လည်ပတ်ဖို့ဂျပန်ကမိစိန်ပြတော်မယ်လို့ဒေသခံမီဒီယာကဗုဒ္ဓဦးနေမှာသတင်းပေးပို့ပါရယ်။စွမ်းရည်ရင်းမြစ်ရှားပါတဲ့ဂျပန်နိုင်ငံဟာ2012ခုနှစ်ဖူကူရှိမားကပေပြီးမှနျူကလ িয়ার ဓာတ်ပိလုပ်ငန်းတွေကိုရပ်ဆိုင်ခဲ့ပါရယ်။ဒါပေမဲ့ပြည်ပကတင်သွင်းရတဲ့ရုပ်ကျွင်းလောင်စာတွေပေါ်မိခိုမှုလျှော့ချပြီးအမှုမျိုးစွမ်းရည်ကိုပြန်လည်စတင်လုပ်နေပါရယ်။ ကာဝါရှိဝါဇာကီကာရီဝါနျူကလ িয়ার ဒါအပိစယုံဟာဒေသခံအုပ်ချုပ်ရေးမှူးစီကနေဒါအပိလုပ်ငန်းတွေပြန်လည်စတင်နိုင်ဖို့ခွင့်ပြုချက်ကိုအခုတစ်ပတ်တည်းရရှိလိမ့်မယ်လို့မျှော်လင့်ထားကြောင်းကျိုးတိုးသတင်းဌာနနဲ့နီကီတစီဘွားရေးနေစဉ်သတင်းစာတို့ကသတင်းရင်းမြစ်ကိုမပေါ်ပြဘဲသတင်းပေးပို့ချက်ရသိရပါတယ်။ တရားပေးဆက်ယုံတည်ရှိတဲ့ဂျပန်အလဲပိုင်းနီဂါတာပြည်နယ်အုပ်ချုပ်ရေးမှူးဟီဒီယိုဟာနာဇူမီကတောက်ကြနေမှာသတင်းစာရှင်းလင်းပွဲ ပြုလုပ်လိမ့်မယ်လို့မျှော်လင့်ရကြောင်းသတင်းတွေကဆိုပါတယ်။ကာဝါရှိဝါဇာကီ ကာရီဝါမှာရှိတဲ့ဓာတ်ပေါင်းပုံ9လုံးထဲကတစ်လုံးသာပြန်လည်လည်ပတ်မှာဖြစ်ပါတယ်။ 2011ခုနှစ်ဆူနာမီလိုင်းလုံးကြီးတွေကြောင့်ဖူကူရှိမားတိုင်အချီတပ်ပေါင်းဘူအရေးပြောပျက်စီးသွားပြီးတဲ့နောက်လူလူအကြားနျူကလ িয়ার စွမ်းအင်အပေါ်စိုးရင်စိတ်တွေကြီးမားလာမှုကြောင့်ဂျပန်နိုင်ငံကနျူကလ িয়ার တရားပေးစက်ရုံအားလုံးကိုပိတ်ပစ်ခဲ့ပါတယ်။တင်းကျပ်တဲ့စံနှုန်းတွေချမှတ်ပြီးအခုခါအများစုဂျပန်နိုင်ငံအနောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာရှိတဲ့တပ်ပေါင်းဘူ14လုံးဟာတရားပေးလုပ်ငန်းတွေပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဖူကူရှိမာဆက်ယုံဒါအားပေးကုမ္ပဏီတက်ကိုရဲ့အခုဒါအားပေးလုပ်ငန်းတွေပြန်လည်စတင်မဲ့အစီအစဉ်ဟာခွင့်ပြုချက်ရရှိခဲ့ရင် ကပ်ဘေးအပြီးမှာပထမဆုံးပြန်လည်စတင်မှုဖြစ်မှာဖြစ်ပါတယ်။တက်ကရွေ2050မှာကာဗွန်ထုတ်လုပ်မှုကင်းမဲ့ဖို့ရည်မှန်းထားတဲ့ဂျပန်နိုင်ငံအတွက်ဂျပန်နိုင်ငံကလိုအပ်တဲ့စိတ်ချရပြီးတန်ရှင်းတဲ့စွမ်းရည်အရင်းမြစ်အဖြစ်နျူကလ িয়ার တပ်အားကိုအသုံးပြုဖို့အစိုးရကလည်းဆက်လက်ထောက်ခံအားပေးနေခဲ့ပါတယ်။ ဖူကူရှိမာကပ်ဘေးပြီးနိုင်ငံတွင်းပထမဆုံးနျူကလ িয়ার ဓာတ်ပေါင်းပုံကိုတည်ဆောက်ဖို့ပနာမအဆင့် လုပ်ငန်းတွေကိုဒါအပေးကုမ္ပဏီကန်ဆိုင်လျက်စစ်ကဇူလိုင်လကစလို့စတင်လုပ်ဆောင်နေကြတာပါပျက်စီးသွားတဲ့ဖူကူရှိမာဒါအပေးစက်ရုံကိုဖျက်သိမ်းဖို့ကြီးမားခက်ခဲတဲ့လုပ်ငန်းတွေကိုဂျပန်နိုင်ငံကရင်ဆိုင်နေရဆဲဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းဟာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်မယ်လို့မျှော်မှန်းထားပါတယ် ရေဒီယိုတက်တိကျအပြက်အစည်းတွေကိုဖယ်ရှားဖို့ပြင်ဆင်တဲ့အနေနဲ့ပျက်စီးနေတဲ့စက်ရုံအဆောက်အဦးတွေကိုအဝေးထိန်းစက်ရုံတွေဂျပန်နည်းပညာရှင်တွေကဩဂတ်စ်လအတွင်းမှာဆီလွတ်ခဲ့ပါတယ်။အနေရဲ့ကြီးမားလာတဲ့အဆင့်ရှိနေတဲ့ရေဒီယိုတက်တိကျအရေးပြောလောင်စာချောင်းတွေနဲ့တခြားပျက်စီးတွေကိုစက်ရုံတွင်းကဖယ်ရှားရေးဟာဆဲဆုနဲ့ပေါင်းများစွာကြာမြင့်မဲ့စက်ရုံဖြတ်သိမ်းရှင်းလင်းရေးလုပ်ငန်းမှာအကြီးမားအခက်အခဲဆုံးသောလုပ်ငန်းအဖြစ်ရှုမြင်နေကြပါတယ်။ မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ